ဒီညပိုင်းမှာ map ready ကိုရဲ့ video file လို့နားထောင်လိုက်တဲ့အခါမှာကျွန်တော်ရဲ့စိတ်ထဲမှာခံစားချက်နှမျိုးချိန်ထဲမှာဝင်ရောက်လာခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီ video လေးကိုကျွန်တော်ကြီးရှုနေကြပြည့်ရွယ်တဲ့ knowledge sharing ကိုကြီးရွေးပြီးတော့မှပြန်လည်ပြီးတော့ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့အခု video file ထဲမှာဘာတွေပြောထားလဲကျွန်တော်အတူကြည့်မယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်ရအောင်။မင်္ဂလာပါ။နည်းနည်းလေးတော့ရင်ပွင့်မယ်ပြန်။ချားလေးနားထောင်ကြည့်နော်။ကျွန်တော်မျက်ကြောက်မဟုတ်ပါဘူး။ဒီကိုရဲ့ free file လေးကျွန်တော်မီတာစုကြောင်းလေး။ထိုင်းနိုင်ငံကိုအလုတ်လာလုတဲ့တာသမီတွေထဲမှာ တလောက်ကိုတိတ်နေချီပြီးပို့တယ်သာသမီဆိုတာရှားတယ်ဗျဒါပေမဲ့အထက်မှာကျွန်တော်ပါတယ်ကျွန်တော်တက်36ထဲမှာငငယ်လေးတဲ့အကြောင်းထွက်ပြီးတော့မိဘကခုချိန်နေကြည်နေတော့ဒါပေမဲ့ကျွန်တော်ပတ်စံပို့တယ်တိတ်ရောညာနဲ့ချီသွားပြီပို့တလောက်လည်းမလောက်အခုကြည့်ပတ်စံ35ရီတလောက်တော့မပြည့်သေးဘူးပတ်စံကုန်သွားပြီပတ်စံထပ်တောင်းပြီကျွန်တော်အန်ရဲ့ဂျားတဲ့ကအလုံးလုံးတယ်ตาลีหนีกองล่ะ ဆိုပြီးတော့တခုမှမပြောဘူးပတ်စံတောင်းမချင်းတော့ပဲကျွန်တော်ဖုံးဆက်လာကြတယ်မိဘပေါ်တိတက်တက်သားသမီးကြတော့အကောင်းမမြင်ဘူးနော်မိဘမိဘလိုမတိတက်တက်သားသမီးကြတော့ချစ်နေတုံရောကျွန်တော်ကပလိုက်ပေါင်းနဲ့ဖားကောက်နေရတယ်ကျွန်တော်ကလေဘယ်တော့ပဲပူပူပတ်စံမလောက် ကျွန်တော်သူများတို့နဲ့မြင်ချောင်ကျွန်တော်မိဘတို့နဲ့အမြဲမြည်ကြပေးတယ်မှမလောက်တာဗျာတရားကြီးရဲ့သာသမီတွေကမိဘတွေပလန်ချပေးတယ်ဘလို့ဘလို့လို့မိဘတွေကသာသမီနေရာရောက်နေကျွန်တော်ကစိတ်ထင်ညစ်တယ်ဗျာတခါကျရင်ကိုကိုအဆုံးစီစဉ်လိုက်ခြင်းအဖွားလွယ်လို့ဘဝဆက်တိုင်းဆက်တိုင်းဒီဖေးမေးဒီမောင်မမတွေနဲ့မဆုံပြားစေနဲ့အရှင်ဖေဟာ โอเคဆိုတော့ဗီဒီယိုကျတော့ဒီလောက်ပါပဲတကယ်ကိုမိနစ်ပိုင်းအတူလေးဒီမိနစ်ပိုင်းအတူလေးထဲမှာကိုပြောသွားခဲ့တဲ့စကလုံးတိုင်းစကလုံးတိုင်းကတော်ကြီးရှုနေကြတဲ့ viewer တွေတော်တော်လေးကိုရှင်းနေကိုရောက်စီတယ်ပေါ့နော်အထူးသဖြင့်သူ့အနေနဲ့ပြောမယ်ဆိုရင်ဒီလိုမျိုးသူ့ရဲ့မိသားစုတာဝန်တွေကိုထမ်းပိုးထားလို့ပြင်ပန်းနေလို့ပြောနေတယ်ဆိုတာထက်သူ့ရင်ထဲမှာသူ့လှုပ်ပေးသလောက်သူ့ကိုချစ်ချင်းမြတ်တာတရားပြန်မလာတဲ့အခါမှာသူအဲ့ဒီအပေါ်မှာပြန်လည်ပြီးတော့ခံစားပြီးတော့မှဒါသူ့ရဲ့ရင်ထဲကခံစားချက်တွေထုတ်ပေါ်လိုက်တာလို့ပဲကျွန်တော်မြင်မိပါတယ် တော့လက်ရှိအချိန်မှာဒါပြောမယ်ဆိုရင်သူ့အနေနဲ့ဟိုမှာတခြားသောတိုင်းပြည်မှာခရယာခဲစင်တဲ့အလုပ်ကိုစူးစမ်းပန်းစားနေလို့တဲ့လို့ပြီးတော့ရလာသမျှပတ်စံတွေကိုမိသားစုအဆင်ပြေဖို့ဆိုပြီးတော့သူ့အနေနဲ့ပို့ပေးနေတယ်။သို့တော်လည်းပဲပို့ပေးသလောက်လည်းမလောက်ဘူး။အဲ့အတွက်သူ့အနေနဲ့လည်းသုံးလုံးပါတယ်။ blind ပေါက်နဲ့ကျွန်တော်ဘဝဖားကောက်နေရသလိုပဲတဲ့။ဆိုတော့ဒီလိုမျိုးဘဝတွေလည်းကျွန်တော်ဒါဒီအကုန်မဟုတ်ဗျ။တချို့တော့ကျွန်တော်တို့မသိနိုင်လို့ဒါ video file တွေမတက်လာတော့ကျွန်တော်တို့ကမသိတာ။ ဒီအကောကတော့မခံစားနိုင်တဲ့အဆုံးမှာသူ့မှာရင်ပွင့်စရာဆိုလို့ဒီ online မှာရှိတဲ့အတွက်ဒီ online ကနေသူ့ရဲ့ခံစားချက်ကိုလက်ရှိချိန်မှာဖွင့်ပြလိုက်လို့ဒါကျွန်တော်တို့ကဒီအကောဒီလိုမျိုးခံစားချက်တွေခံစားနေရဆိုတာကျွန်တော်တို့ကတိုက်ရိုက်သိသွားတယ်ဖြစ်တယ်အမှန်တကယ်တော့သူ့လိုမျိုးခံစားနေရတဲ့လူတွေအများကြီးရှိကောင်းရှိနေနိုင်တယ်အထူးသဖြင့်နိုင်ငံခြားမှာတွားရောက်ပြီးတော့အလုံးလောက်ကင်နေကြတဲ့သူတွေဖြစ်ဖို့များပါတယ်ပေါ့နော်အစီမြန်မာနိုင်ငံမှာလုံနေကြတဲ့သူတွေလည်းမရှိဘူးလားဆိုတော့ရှိပါတယ်ဟုတ်ဒါပေမဲ့လည်းနိုင်ငံခြားမှာလုံတွားရောက်လောက်ကင်နေရတဲ့သူရဲ့ခံစားချက်ကကြတော့ ဒီလိုပြောမယ်ဆိုကိုယ့်ရဲ့အမိနိုင်ငံနဲ့လည်းဝေးကွာပြီးတခြားသောတိုင်းပြည်မှာတော့ရလုတ်ကင်နေရတာဖြစ်တဲ့အတွက်သူတို့ရဲ့ခံစားချက် feeling ကကြတော့အိမ်နဲ့ဝေးနေရတာလည်းပူပါတဲ့အတွက်ပူပြီးတော့ပြင်းထန်တယ်လို့ကျွန်တော်ယုံကြည်မိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါနိုင်ငံသားမှလည်းကိုကိုတိုင်းလည်းတွားရောက်လုတ်ကန်ပူးတဲ့အခါကျတော့အိမ်လွမ်းတဲ့ပြဿနာ တသက်ကိုရှိတာတသက်ကိုရှိတာဒီထဲမှာကျွန်တော်တို့မတူညီတဲ့ပြောမယ်ဆိုရင်အခြေအနေတွေကလည်းများစွာရှိသေးတယ်မြန်မာနိုင်ငံမှာနေရတဲ့အခြေအနေနဲ့တခြားသောတိုင်းပြည်မှာနေရတဲ့အခြေအနေကလုံးဝကွာခြားတယ်အလုပ်လုပ်တာချင်းတော်မှပြောမယ်ဆိုဒီမှာမြန်မာနိုင်ငံမှာလုံရတဲ့ပင်ပန်းမှုနဲ့တခြားသောတိုင်းပြည်မှာလုံရတဲ့ပင်ပန်းမှုကတခါတည်းမှာဒီဘက်နဲ့ဟိုဘက်ကတော်တော်လေးကိုစီနဲ့ရေလောက်ကွာတဲ့အခြေအနေမျိုးတွေလည်းတခြားသောတိုင်းပြည်မှာလုတ်ကင်နေရတဲ့တွေဆိုသိပါလိမ့်မယ်တော်တော်လေးပင်ပန်းနဲ့ပို့ပြီးတော့မှပြောမယ်ဆိုတန်အောင်တခြားသောတိုင်းပြည်ရဲ့လူတွေကခိုင်းတယ် အဲ့ပေါ်မှာလိုက်ပြီးတော့စူးစမ်းပန်းစားနဲ့လုတ်ကင်နေကြတာဖြစ်တယ်။ပြီးတော့နေရာထိုင်ရတာအခက်ခဲတွေလည်းများစွာရှိတယ်။ဆိုတော့ဒီလိုအခက်ခဲပေါင်းများစွာနဲ့ခြားသောတိုင်းပြည်မှာပြောမယ်ဆိုနေထိုင်ပြီးတော့အဲမိသားစုဒီဘက်ကမြန်မာနိုင်ငံမှာရှိတဲ့မိသားစုအတွက်ဆိုတဲ့အသိစိတ်တစ်ခုတည်းနဲ့ပြောမယ်ဆိုရင်ဘလို့အခက်ခဲပဲလာလာရောက်အောင်ငါကြော်ဖြတ်မယ်ဆိုတဲ့အတွေးမျိုးနဲ့အလုံးလုံးနေကြတဲ့သူများစွာရှိတယ်။ဘာကြောင့်လဲဆိုတော့တချို့တွေကကျွန်တော်မြန်မာနိုင်ငံမှာနေခဲ့တော့ဆိုဘာမှမလုပ်ရမင်းနဲ့ဘဝကိုရှင်သန်နေရပြီးတော့မှရုတ်တရက်ကိုယ့်မိသားစုအခြေအနေရ အပြောင်းလဲတွေဖြစ်ပြီးတော့မှနိုင်ငံเจ้าကိုနှစ်ခုတွေတူးတွေရောက်သွားတဲ့အခါမှာဒီရအခြေအနေလုံးဝကိုစီနေရည်လို့ပွာပြီးတော့မှအခက်ခဲပေါင်းစုံကိုပြောမယ်ဆိုချက်ချင်းဆိုသူတို့စတင်ရင်းဆိုင်တဲ့အခါမှာဒီဘက်ကကျွန်တော်တို့အရင်တော့ကြော်ဖြတ်ခဲ့ရတဲ့အခြေအနေနဲ့ဒီဘက်ကရောက်ရှိလာရတဲ့အခြေအနေတော်တော်လေးကိုကြွားချောက်သွားပြီးတော့မှတော်တော်လေးကိုမှပို့ပြီးတော့သူများတွေပင်ပန်းတဲ့ထံကိုခံရတဲ့သူတွေလည်းများစွာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီခံစားချက်တွေကိုမေ့ဖြောက်ပြီးတော့မှ မရမကရောင်းကြော်ဖြတ်ပြီးတော့မှဒီပတ်စံအစဉ်ပြင်ပြီးရောဆိုပြီးတော့မှပြောမယ်ခဲရခဲစင်းတဲ့ဘဝကိုရှင်သန်နေရတဲ့နိုင်ငံသားမှရောက်ရှိနေကြတဲ့အကိုတွေအမတွေနော်ညီတွေညီမတွေများစွာရှိနေမယ်လို့ကျွန်တော်ယုံကြည်တယ်အဲအဲ့လိုအခြေအနေမျိုးမှာမှဒီဘက်ကကိုယ့်ရဲ့ပြောမယ်ဆိုမိသားစုတွေက မြန်မာနိုင်ငံမှာရှိတဲ့မိသားစုတွေကကပိုးတဲ့ပတ်စံတွေကိုရှိသမျှအကုန်အသုံးဖြုံးပြစ်တာမျိုးတွေလည်းတချို့မိသားစုတွေရှိကောင်းရှိနေနိုင်တယ်။ဒါကြောင့်လည်းဒီကိုကအခုလိုမျိုးဖွင့်ဟလာတာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ပိုးမိသားစုတွေကသူတို့ရဲ့နေရာမှာကိုချင်းစာပေးပြီးတော့မှမတွေးပြီးကြောင်ဗျာ။ကျန်လာတဲ့ပတ်စံလွယ်လွယ်သုံးပြတဲ့ချို့ဆိုဘယ်နောက်ဒီဆိုလဲဆိုရင်လုံးဒီတွေဒါသုံးလုံးဒီတွေတခြားသောလောင်းကစားတွေဒါမျိုးတွေလုတ်ကင်ပြီးတော့မှပတ်စံတွေဖြုံးပြီးပြည့်နေတဲ့သူတွေလည်းရှိသလိုအဲညီကိုမောင်နှမတွေကလည်းလုတ်ခဲရခဲစင်းနဲ့ပြင်းပြင်းပမနဲ့ရှာလာတဲ့ပတ်စံကိုနားမလည်ဘဲနဲ့ ပုံစံမျိုးစုံနဲ့တုံးဖြုံနေကြတဲ့သူတွေလည်းရှိကောင်းရှိနေနိုင်တယ်။အဲဒီလိုမျိုးအခြေအနေတွေနဲ့ရင်ဆိုင်နေရတာတော်တော်လေးကိုပဲပြောမှဆိုရင်အဲ့ဒီလူတွေတော့တော်တော်လေးဘဝမှာကန့်ဆိုးမိုးမောင်ကြတယ်လို့ပဲကြောက်နေဒီနေရာမှာတော့တုံးတုံးကျင်ပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်တိတ်အိမ်မှာတောက်လေးတော့ရှိတယ်ဆိုရင်အဲ့ဒီအိမ်အမြဲတမ်းခိုင်ခိုင်မာမာနဲ့ဆက်ပြီးတော့တည်မြဲနေဖို့ဆိုရင်တောက်လေးတောက်လုံးမှတာဝန်ရှိတယ်ဗျ။တောက်တစ်ထောက်သေးရတာဝန်ရှိနေတာမဟုတ်ဘူး။အဲ့လိုမျိုးတောက်တောက်ထဲရပဲအိမ်တစ်ခုလုံးရဲ့အလေးချိန်ကိုထန်ပိုးထားမယ်ဆိုရင်အ သူဘလောက်ထိကြာကြာထမ်းဖို့နိုင်မလဲသူကလူသားတယောက်ဖြစ်တယ်လူသားတယောက်ဆိုတာပြောမှဆိုခံစားတတ်တယ်နော်ပင်ပန်းတတ်တယ်ပြီးတော့နောက်တစ်ခုကချမ်းမာရေးဆိုတဲ့အခြေအနေမျိုးဆိုတာလည်းအချိန်မီးအပြောင်းလဲတွေဖြစ်သွားနိုင်တယ်ဒီအချိန်မှာတန်မာပြီးတော့အလုံးလုံးနိုင်ပေမဲ့အချိန်မီးရွေးလဲအကြောင်းမျိုးစုံနဲ့ချမ်းမာရေးဆိုတာပြောင်းလဲတွေဖြစ်သွားနိုင်တယ်ဆိုလိုချင်တာကတော့လူတယောက်တည်းရဲ့ကံကြမ္မာကိုမိခိုပြီးတော့မှမိသားစုတစ်ခုလုံးကပြောမယ်ဆိုရင်ဓာကြီးကိုခိုပြီးတော့မှနေထိုင်နေမယ်ဆိုရင်အဲ့ဒီမိသားစုကအရန်အောင်အန္တရာယ်များတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ အိမ်တဲ့အိမ်ရဒေါက်၄တောင်းနဲ့တိဆောက်ထားအဲ့ဒေါက်၄တောင်းလုံးကတာဝန်သိစိတ်တဲ့ကိုယ့်ရဲ့တာဝန်ကိုယူပြီးတော့နေမှသာလေအဲ့ဒီအိမ်ရပို့ပြီးတော့ပြောမယ်ဆိုရင် stable ဖို့ဖြစ်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့တဦးတယောက်ထဲရပဲဒီအိမ်ရဲ့အလေးချိန်ဒီအိမ်ရဲ့ရှိသမျှဝင်ထိုးဝင်ပိုးတွေအားလုံးထန်ထားမယ်ဆိုရင်တော့အနည်းနဲ့အမြန်ပဲအနည်းနဲ့အမြန်ပဲအချိန်ကာလတစ်ခုမှာရိုင်းလဲသွားဖို့အချိန်ဒီအကြောင်းမျိုးစုံကဖန်လာတတ်တယ်အဲ့လိုဖန်လာတဲ့မိသားစုတွေလောကမှာအများကြီးပဲ အဲ့လိုဖန်လာတဲ့မိသားစုလည်းလောကမှာအများကြီးပဲအဲ့ခါကျရင်အဲ့မိသားစုကတကယ်ကိုပဲပြောမယ်ဆိုရင်ဂျွန်းတို့မောက်ကုံတွေဖြစ်ကုန်တာဂျွန်းတို့မောက်ကုံတွေဖြစ်ကုန်တာဒီလိုဂျွန်းတို့မောက်ကုံဖြစ်ဖို့ဆိုတာလေခုနထမ်းထားတဲ့လူကအချိန်ဒီပေါ်မူတည်ပြီးတော့ပြောင်းလဲသွားနိုင်တယ်လူဆိုတာပြောမယ်ဆိုတခါတည်းရန်ကြတော့အရန်ပြားပေးလို့တဲ့အခါကျရင်ပြန်ပြီးတော့တွန်းကန်တတ်တယ်အဲ့လိုသဘောတရားရှိတယ်နော်အဲ့လိုမတွန်းကန်ခင်မာတွေကကိုယ့်ရဲ့အတ္တိတရားတွေနဲ့ပြောမယ်ဆိုရင်ခုနကတောက်၄တောက်ရှိတဲ့နေရာမှာကျန်တဲ့တောက်၃တောက်က ြန်လည်ပြီးတော့မှဒီလိုမျိုးထမ်းဖို့ထားရတဲ့အကိုပဲဖြစ်စေအမပဲဖြစ်စေနော်ညီပဲဖြစ်စေညီမပဲဖြစ်စေပြန်ပြီးတော့မှကြည်ပေးရမယ်။အာ तू အရန်ပင်ပန်းနေပြီ။ तू ဒီလောက်ထိငါတို့ရဲ့မိသားစုရဲ့တာဝန်ဒီလောက်ထိထမ်းဖို့ပြီးတာရတာ။ခုနေရာမှာငါတို့ရာဆိုရင်ဘယ်လိုနေမလဲဆိုတဲ့ခံစားချက်နော်ဒီလိုအတွေးလေးတွေတွေးပြီးတော့ဝိုင်းဝန်းပြီးတော့မှ အဲကိုရဲ့အကိုပဲဖြစ်စေကိုရဲ့ညီမပဲဖြစ်စေကိုရဲ့ညီပဲဖြစ်စေကိုရဲ့မောင်လေးပဲဖြစ်စေကိုကပြန်ပြီးတော့ချစ်ချင်းမြတ်တာပေးနိုင်ရင်ပေးမပေးနိုင်ရင်တခြားသောကျွန်တော်ကပြောသလိုပေါ့သူစူးစမ်းသလိုကိုကလည်းလိုက်စူးစမ်းမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်သူ့ပုံမှာကြားရောက်နေတဲ့ဝင်တော့ဝင်ဖို့တွေအနည်းနဲ့အများတော့ရော့သွားမှဖြစ်တယ်ဒီလိုရော့သွားမှသာလေသူ့အနေနဲ့လည်းအသက်ရှူချောင်ပြီးတော့မှတခြားသောသူ့ဘဝရဲ့ပျော်ရွှင်စရာ like ကိုသူရှာဖွေနိုင်မှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတကူကောင်းဆန်ပြီးတော့ဒီအိမ်ကြီးတစ်ခုလုံးရဲ့တာဝန်ဟာ သူ့နဲ့ပဲဆိုင်နေဆိုတဲ့အတွေးခေါ်မျိုးထည့်ထားပြီးတော့ကိုနဲ့ကြတော့ဘာမှလာလာမှမဆိုင်သလိုနေထိုင်နေမယ်ဆိုရင်ကိုကိုတိုင်ကလည်းကိုရဲ့လူတာဝင်ကိုကိုမချည်သလိုဖြစ်တယ်။နော်လူတာဝင်ဆိုတာတခြားတော့မဟုတ်ဘူး။ဟိုဒီကဘာလောကကြီးမှာမွေးဖွားလာတဲ့အခါမှာသူများရဲ့တာဝင်မယူနိုင်ဘူးဆိုရင်တော့မှကိုရဲ့တာဝင်ကိုအချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာကိုကိုတိုင်ယူနိုင်တဲ့လူတယောက်ဖြစ်အောင်တော့လောကမှာလူတိုင်းကစူးစမ်းတင်တယ်။ဒီလိုစူးစမ်းမှုကပြောမယ်ဆိုရင်သူများတဲ့ကောင်ကို supporting လုပ်တာမလုပ်တာခဏထားအောင်တော့ကိုကိုကို ရှင်သန်နေထိုင်မှုကိုကိုတောက်ပနိုင်ဖို့အများကြီးလိုအပ်တယ်။ဘေးရလူတွေကဘလောက်ပဲစပိုးရင်းနဲ့ပေးပေးပေါက်ပေါက်အောင်တုံတေဆုံးမပေးနေကိုကိုတိုင်းထမလို့တွေကအဲ့လူတို့ကဘယ်တော့မှတောက်ပလာစရာအကြောင်းမရှိဘူး။တော့စကပုံတစ်ခုရှိပါတယ်။အမေဘလောက်တိတ်တိတ်ကိုအိမ်မှပြောတယ်ဆိုတဲ့စကပုံရှိတယ်။အဲ့အဲ့အတိုင်းပဲပေါ့။ကိုကိုတိုင်းကတကယ်ထလုံမှသာလေ။အဲ့လူတို့တောက်ပချင်းဆိုတာဖြစ်နိုင်တာ။သူများတကဘလောက်ပဲတောက်ပစီချင်းချင်း သူကိုယ်တိုင်မတောက်ပချင်နေသေးရတော့ဘယ်တော့မှတောက်ပလာမှာမဟုတ်ဘူးအဲ့လိုမတောက်ပချင်တဲ့လူတွေအဲ့ဒီမိသားစုတစ်ခုမှများနေရင်အဲ့ဒီထဲမှာဂျားထဲမှာတယောက်ကအမြဲတမ်းအခုလိုမျိုးဝင်တော့ဝင်ဖို့တွေကိုသူကအမြဲတမ်းထမ်းထားရတယ်ဒီအီကိုဆိုလည်းဒီတိုင်းပဲသူပြောပုံအရဆိုရင်သူ့ရဲ့မိသားစုထဲမှာညီကောင်မောင်နှမတွေရှိတာသိကြတယ်ပြီးတော့အဲ့ဒီညီကောင်မောင်နှမတွေပြီးရင်သူ့ရဲ့အဖေအမေတွေပေါ့နော်တစုံတရာပေါ့သူ့ပုံမှာပြန်ပြီးတော့ချက်ချင်းမြစ်တာနှွေးထွေးမှုသူပြန်မရတဲ့ပုံစံမျိုးကျွန်တော်ဒီ view ရိုင်းထဲမှာနားထောင်လိုက်ရတယ် သူ့ဘုံမှာချက်ချင်းမြစ်ထားတွေပေးနေတာသူ့ရဲ့အပွားတယောက်ပဲရှိတယ်။အဲကြောင့်သူ့အနေနဲ့နောက်ဆုံးမှသူစူတောင်းသွားတယ်။ဒီမှာဒီလိုမိသားစုတွေနဲ့သူ့အနေနဲ့မဆုံအားပါလို့ဤဆိုပြီးတော့သူ့အနေနဲ့ဒီလိုမျိုးကိုပြောသွားတာ။ဒါပြောရဆိုဘလောက်တောင်သူ့ဘုံမှာချက်ချင်းမြစ်တာတရားတွေပြက်ကွက်နေလဲဆိုတာရောဒီစကလုံးတွေနားထောင်ခြင်းအားဖြင့်ကျွန်တော်တို့အားလုံးသိနိုင်တယ်။ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီကမ္ဘာလောကကြီးမှာချက်ချင်းမြစ်တာတရားကိုမလိုချင်တဲ့သူလောကမှာလုံးဝလုံးဝမရှိဘူးဗျ။ဒီလိုမရှိတဲ့နေရာမှာအသက်အရွယ်အပိုင်းခြားနဲ့လည်းမဆိုင်အောင်အဖိုးအမနဲ့လည်းမဆိုင်အောင် ဆိုလိုချင်တာအဖေအမေကလည်းချစ်ချင်းမြတ်တော်လိုချင်တယ်။သားသမီးရဲ့ချစ်ချင်းမြတ်တော်လိုချင်တယ်။ဒီလိုပဲသားသမီးကလည်းဖခင်မိခင်ရဲ့ချစ်ချင်းမြတ်တော်လိုချင်တယ်။အကိုအမကလည်းဒီတိုင်းပဲညီရင်းညီမတွေရဲ့ချစ်ချင်းမြတ်တော်လိုချင်တယ်။နော်ညီရင်းညီမတွေကလည်းဒီတိုင်းပဲအကိုဒီအမတွေရဲ့ချစ်ချင်းမြတ်တာကျင်နာယူရမှုလိုချင်ကြတယ်။နော်ဒါကပြောမယ်ဆိုလောကကြီးကသတ်မှတ်ပေးထားတဲ့ပုံစံတစ်ခုပဲ။ဒါပေမဲ့တစ်ခါတည်းရန်ကြရင်လူတွေကဘယ်လိုဖြစ်လဲဆိုတော့ပေးရမှာဟုတ်မိနေတတ်ကြတယ်။ယူပဲယူချင်းကြတာ။ယူပဲယူချင်းကြတာ။ကိုကပဲရချင်းတာ။ သူများတကောက်ကိုပြန်ပေးရမယ်ဆိုတော့အတ္တိတရားကြတော့မိနေတဲ့သူတွေအများစွာရှိတယ်။ဒီကိုဆိုလက်ထီတိုင်းပဲ။ तू ကတော့ပြောမယ်ဆိုအိမ်တစ်ခုလုံးရဲ့တာဝန်ထမ်းပိုးပြီးတော့မှဥပမာရှိသမျှအခက်ခဲတွေရင်ဆိုင်ကြော်ဖြတ်ပြီးပတ်စံတွေရှာဖွေပေးနေတယ်။ဒါပေမဲ့လည်းဒီဘက်က तू လိုချင်တဲ့ချစ်ချင်းမြတ်တာကိုကြတော့ဒီဘက်ကပေးဖို့မိနေကြတယ်။နော်အဲ့လိုအခြေအနေမှာခုနကသူစကားပြောနေတဲ့အားလုံးသတိထားမိနိုင်မထင်ပါနဲ့။မျက်ရည်ကကျလာအဲ့လိုလို။အဲ့အဲ့ဒီမျက်ရည်က तू ပင်ပန်းလို့ကျတာမဟုတ်ဘူးဗျ။တိလား။ သူလိုချင်တဲ့ချက်ချင်းမြစ်တာမရတဲ့ခါမှာရင်ဘတ်ထဲမှာပူလောင်ပြီးတော့မှကြာလာတဲ့မြက်ရည်ဒါကသူ့ရဲ့နေရောင်ခန်းစားပေးတတ်တဲ့သူလောက်ပဲသိမယ်လို့ကျွန်တော်ယုံကြည်ရပြ။အဲ့တော့ကျွန်တော်ကြီးစုနေကြပြောရည်အနေနဲ့ကိုယ့်ရဲ့မိသားစုအဝင်ဝိုင်းထဲမှာလည်းငါတို့မှာရောဒီလိုပုံစံတွေရှိနေသလားဆိုတဲ့အခြေအနေမျိုးတွေပြန်စစ်ဆေးသုံးသပ်စေချင်တယ် အကွေများရှိနေခဲ့တယ်ဆိုရင်ဒီလိုမျိုးနိုင်ငံခြားမှာတောရောက်လုတ်ကင်ပြီးတော့မှကိုယ့်ရဲ့မိသားစုပြန်လဲစပိုးရင်းလုတ်ပေးနေတဲ့အကိုတွေအမတွေပေါ်မှာပြန်လဲပြီးတော့တိတက်ကြပါလို့ပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့ဒီဗီဖိုင်လို့ဆုံးသက်ချင်ပါတယ်ဒီဗီဖိုင်ရဲ့ပတ်သက်ပါများမျက်ချက်ပေးခြင်းလဲမျက်ချက်ပေးခြင်းလားရှိကိုမမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မြကြီးစုအားပေးနေကြတဲ့ viewer တူတူယောက်ကြီးစံအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံးညီမှာပြ See you next video